မင်္ဂလာပါရှင်ခစ်တဲ့တရင်ဌာနကနေတရင်များကို တင်ဆက်ပေးလျက်ရှိပါတယ်ပထမဆုံးစစ်ကောင်စီကယာယီအပြစ်ခက်ရဲစဲကာလကိုဧပြီလ23ရက်နေ့မှ30ရက်နေ့ထိ9ရက်ထက်တက်တန်တိုးပထမရက်20ကာလအပြစ်ရချိန်ပြည်သူ160ဦးထက်မနည်းကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ် အကျန်းဖက်စစ်ကောင်စီကယာယီအပြစ်ခက်ရက်စဲကာလကို AB 23ရက်မှ30ရက်နေ့ထိ9ရက်တာတပ်တန်းတိုးလိုက်ကြောင်းယနေ့ညနေပိုင်းကြေညာချက်ထုတ်ပြန်ပါတယ်စစ်ကောင်စီက9ရက်တာအပြစ်ရက်ကာလတပ်တန်းတိုးမှုကိုငလင်တန်တဲ့ပြည်သူများကိုဂုဏ်ကြီးအကြောင်းပြထားပြီးစစ်တပ်ကိုတိုက်ခိုက်လာပါကပြန်လည်တုံ့ပြန်တိုက်ခိုက်မည်ဟုကြေညာထားပါတယ်ပထမအကြိမ်အပြစ်ရက်ကာလမှာအေဗီလာ၂ရက်နေမှာအေဗီလာ၂၂ရက်ထိရက်၂၀ကြာမြင့်ခဲ့ပြီး ရင်းကာလတွင်စစ်တပ်ကပြည်သူများကိုလင်းရင်ဖြင့်ဘုံကျဲတပ်ဖြတ်ခြင်းစစ်ကြောင်းထိုးတပ်ဖြတ်ခြင်းလက်နက်ကြီးများဖြင့်ပြစ်ခတ်တပ်ဖြတ်ခြင်းအပါအဝင်စစ်တပ်၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ပထမအကြိမ်ယာယီအဖြစ်ရဲ့ကာလတွင်အ ਨੇ ဆုံးပြည်သူ160ဦးသေဆုံးကြောင်းတရင်ဌာနကကောက်ယူထားသောစီးရင်စရာများအရသိရပါသည် ပထမအကြိမ်အပြည့်ရကာလ AB 2ရက်နေ့မှ AB 22ရက်နေ့အတွင်းရက်ပေါင်း20ကာလအတွင်းစစ်တပ်ကပြည်သူ160ဦးထံမှနေကိုတပ်ဖြတ်ခဲ့သောတိုက်ခိုက်မှု ဖြစ်စဉ်များမှာအောက်ပါအတိုင်းဖြစ်ပါရယ်။ AB 22ရက်နေ့မနက်9:45မိနစ်အချိန်တန်ဘိုရွာသိခြေရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေရီ3စီးဖြင့်ဘုံသီး7လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ3ဦးသေဆုံးခဲ့ရပါရယ်။ ဧပြီလ20ရက်နေ့ညနေ6:40နာရီမိနစ်40ခန့်တွင်စကိုင်းတိုင်းကံဘလူမြို့နယ်တင်တော်ရွာဒုံမှုချိုကုံဆုံဆိုင်ကိုအကြမ်းဖက်စစ်တပ်ကလင်းရင်ဖြင့်ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူ6ဦးသေဆုံးခဲ့ရပါသည်။ဧပြီလ18ရက်နေ့မန္တလေးတိုင်းတောင်တောင်မြို့နယ်ရှိနန်းတီရွာနှင့်တန်ဘိုရွာရွာတစ်ကိုအကြမ်းဖက်စစ်တပ်ကလင်းရင်စစ်တပ်ဆက်တက်လေဒီဖြင့်ဘုံကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးခဲ့ရပါသည်။ ဧပြီလ18ရက်နေ့မနက်10:00နာရီ10မိနစ်အချိန်တပိတ်ချင်းမြို့နယ်လိပ်ကျကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီမိတီလာ ရှမ်းတဲလီတပ်ကတက်လာတဲ့ Jet Fighter ဖြင့်ပေါင်300ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ရာအပြစ်မဲ့အရသာပြည်သူ73ဦးသေဆုံးခဲ့ရပါတယ်။ ဧပြီလ19ရက်မွန်းလွဲတနင်္ဂနွေ9မိနစ်ကလည်းတပိတ်ချင်းမြို့နယ်ရေးရွက်ခြေရွာကိုအကြမ်းဖက်စစ်ကောင်စီမိဒီလာလီတပ်မှတက်လာသောဂျက်ဖိုက်တာတစ်စီးဖြင့်ပေါင်၂၀၀ဘုံးဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ရာကလေးငယ်များပါဝင်ပြည်သူ24ဦးသေဆုံးခဲ့ရပါသည်။ ဧပြီလ19ရက်နေ့မွန်ပြည်နယ်ဘီလင်းမြို့နယ်မင်းစောရွာဘုံကြီးကျောင်းတွင်တန်ဃာတော်များကိုစွန့်ကပ်နေစဉ်အကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခတ်ခြင်းကြောင့်စွန်စားကျောင်းဆောင်တက်တဲ့ပေါ်ကြောက်ပောက်ခွဲခဲ့ပြီးကိုရင်တပားနှင့်ပြည်သူ၂ဦးစုစုပေါင်း၃ဦးပွဲချင်းပြီးတေဆုံခဲ့ရပါသည် ဧပြီလ19ရက်မနက်7:55မိနစ်အချိန်မြင်းမှုမျိုးနယ်ကန်တော်ကျေးရွာမြောက်ပိုင်းသို့တရတဦးမှတက်လာသောတိုက်လေရင်တစ်စီးဖြင့်ပေါင်250ဘုံလေးလုံးဒုံးကျည်နှလုံးတို့ဖြင့်ပြစ်ကတ်ခဲ့ရာအပြစ်မဲ့ပြည်သူအမျိုးသား၃ဦး18နှစ်အရွယ်အမျိုးသမီး၃ဦးနှင့်၃နှစ်အရွယ်ကလေးငယ်၃ဦးအပါအဝင်စုစုပေါင်း5ဦးသေဆုံးခဲ့ရပါသည်။ အေဗီလ19ရက်နေ့တနင်္သာရီတိုင်းတရချောင်းမြို့နယ်ရငယ်ရွာကိုအချမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခတ်ခြင်းကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တို့အပါအဝင်ပြည်သူ၂ဦးသေဆုံးခဲ့ရပါတယ်။ ဧပြီလ19ရက်နေ့ရခိုင်ပြည်ကြောက်တော်မြို့ရဲ့နေရာအနှံ့ကိုလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများထွက်ပြေးချိန်မရလိုက်ပဲအရဲသားတို့ဒိတ်ဆုံးခဲ့ရပါတယ်။ဧပြီလ18ရက်နေ့ကရင်မျိုးသား CEO KNU နယ်မြေကြောက်ကြီးနယ်မူးမျိုးနယ်တို့တွင်အကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးတို့ဖြင့်တိုက်ခိုက်မှုကြောင့်အရဲသားပြည်သူတို့ဒိတ်ဆုံးခဲ့ရပါတယ်။ဧပြီလ18ရက်နေ့ ။ဧပြီလ18ရက်နေ့မနက်9:00နာရီချိန်ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပိန်းစလုံးမြို့ရေရင်းကုန်းကျေးရွာဇေယကုန်းအပိုင်းသို့တိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာ အသက်42နှစ်ရွယ်ကိုမျိုးတန့်ဖြစ်ပြီးဘဲဘက်ရင်ဦးတို့ကြီးစားထိမှန်တိတ်ဆုံးခဲ့ရပါသည်။ဧပြီလ18ရက်နေ့စကိုင်းတိုင်းဝက်လက်မြို့နယ်တွင်ပြည်သူများလိုက်ပါလာသောဆက်လီတစည်းကိုစစ်တပ်ကပြစ်ခတ်ခြင်းကြောင့်ပြည်သူတို့အုပ်သိမ်းဆုံးခဲ့ရပါသည်။ ဧပြီလ18ရက်နေ့မနက်8:48မိနစ်အချိန်ကရင်ပြည်နယ်ကော်ကရီမြို့နယ်ကျုံတို့မြို့တလွဲထောင်ချင်းရွာကိုစစ်တပ်ကလင်းရင်ဖြင့်ဘုံကျဲချတဲ့ဖြင့်ပြည်သူတအုပ်သိမ်းဆုံးခဲ့ရပါတယ်။ဧပြီလ18ရက်နေ့ရေစကြိုမြို့နယ်ဗလဘရွာကိုအကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခတ်ခြင်းကြောင့်နေအိမ်မှတိမ်းရှောင်နိုင်ခြင်းမရှိသောအသက်80ရွယ်ပြည်သူတို့ဦးသိဆုံးခဲ့ရပါသည် ဧပြီလ18ရက်21ရက်နေ့ည8:15မိနစ်ခန့်တွင် အကျန်းဖက်စစ်တပ်ကစင်ကူးမြို့နယ်နတ်တောင်ရွာကိုလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်50အရွယ်ဒေါ်မွန်ပွဲချင်းပြီးတိတ်ဆုံခဲ့ပါသည် ဧပြီလ16ရက်နေ့ည9:30နာရီမိနစ်30အချိန်ငဇုံမြို့နယ်စင်တက်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံများကျဲချခဲ့ကြောင်းဘုံကျဲချမှုကြောင့်ကျေးရွာအတွင်းရှိနေအများသို့ထိမှန်ပေါက်ကွဲခဲ့ပြီးပြည်သူ့နှုတ်ဦးသေးဆုံးခဲ့ရပါသည်ဧပြီလ16ရက်နေ့မွန်လွဲ7နှစ်မိနစ်40ခန်းတွင်ကော့ကရိတ်မြို့မြောက်ကမရိုက်ရွာကိုအချမ်းဖက်စစ်တပ်ကဝိုင်းတွဲလေရင်ဖြင့်ပုံကျဲချခဲ့ရာကိုဝင်ဆောင်တို့ဦးတည်ဆုံခဲ့ရပါသည် ဧပြီလ16ရက်တကြံတက်နေ့မွန်လွဲတနာ ਈ မိနစ်40ကဝက်လက်မြို့နယ်အရှိချမ်းရှိသစ်စိန်ကြီးရွာစေပေကံကိုပြတ်မှတ်ထားပြီးအကြမ်းဖက်စစ်ကောင်စီ၏တရဦးလီတမတက်လာသောဂျက်ဖိုက်တာတစ်စီးဖြင့်ပေါင်900ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့ရာစေကံအနောက်ဖက်ရှိနေများပေါ်သို့ကျရောက်ပောက်ကွဲပြီးအသက်9နှစ်အရွယ်ယောက်ျားလေးတဦးအပါအဝင်၄ဦးသေဆုံးခဲ့ရပါသည် ။ဧပြီလ15ရက်နေ့ကရင်ပြည်နယ်ကော့ကရီမြို့နယ်ဂျုံတိုးမြို့နကြံကုန်းချင်းရွာတို့စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်ရာစစ်ပီးရှောင်ရဲပြင်ဆင်နေသည့်ကားပေါ်သို့လက်နက်ကြီးကြားရောက်ပောက်ကွဲပြီးအ ਨੇ စုံပြည်သူ၁၀ဦးသေဆုံးခဲ့ရပါသည်။ ဧပြီလ15ရက်နေ့ညနေ3:00နာရီဝန်းကျင်အချိန်ဘကိုးတိုင်းအုပ်တွင်းမြို့နယ်ရေဦးစင်ကျေးရွာအုပ်စုတောင်းတန်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲချခဲ့ရာအသက်35နှစ်အရွယ်ကိုမျိုးနှင့်ဇနီးစုစုပေါင်း2ဦးဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်ဧပြီလ15ရက်ကရင်ပြည်နယ်ကျုံတို့မြို့ကန်းဒီဆန်ပြခြေရွာဘုံကြီးချောင်းကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်မှုတွင်အသက်3နှစ်အရွယ်မှ အသက်15နှစ်အရွယ်ကလေးကလေးငယ်၄ဦးအပါအဝင်6ဦးသေဆုံးခဲ့ရပါသည် အေဗီလာ၁၄ရဲ့စကိုင်းတိုင်းကဏီမျိုးနယ်အတွင်းဒဇန်အကြနေအကျန်းဖက်စစ်ကောင်စီကလေးချောင်းဖြင့်တိုက်ခိုက်မှုကြောင့်ဒဇန်တွင်ဒုံလဘသာသနာပံဝင်နေသော ကိုရင်ငယ်တပါအပါဝင်ပြည်သူလေးဦးသေဆုံးသွားကြောင်းဒေသပြည်သူများက ပြောဆိုပါရယ်အေဗီလာ၁၃ရက်ည၁၀:၁၄မိနစ်ကမှတပိတ်ချင်းမျိုးနယ်ချောင်းကြီးရွာကိုအကျန်းဖက်စစ်တပ်ကဂျက်ဖိုက်တာ၂စီးဖြင့်ဘုံလေးလုံးကျဲချတိုက်ခိုက်ရာပြည်သူ၂ဦးသေဆုံးခဲ့ရပါရယ် ဧပြီလ23ရက်မွန်းလွဲ3နာရီ36မိနစ်ခန့်စကိုင်းတိုင်းဒစေမြို့နယ်လေမရွာဖုန်ကြီးကျောင်းကို အကျန်းဖက်စစ်တပ်၏တရတဦးလေတပ်နှင့်မိဒီလာရှန်တဲလေတပ်မှတက်လာသောဂျက်ဖိုက်တာ၂စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီးတဦးသေဆုံးခဲ့ရပါသည်ဧပြီလ2ရက်နေ့စကိုင်းတိုင်းဓမင်းမြို့နယ်ချက်ခက်ရွာဖုန်ကြီးကျောင်းကိုအကျန်းဖက်စစ်တပ်ကလင်းရင်ဖြည့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကိုရင်သုံးပါအပါဝင်ပြည်သူ6ဦးသေဆုံးခဲ့ရပါတယ်။ ေဗီလာ၁၇ရက်မန္တလေးတိုင်းနထိုးကြီးမြို့နယ်လက်ဝဲမြင်းနီရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အသက်82နှစ်အရွယ်ဦးပေါ်တန်းသေဆုံးခဲ့ရပါတယ်။အေဗီလာ၁၇ရက်ည၁၀:၄၁မိနစ်အချိန်မှာသကိုင်းတိုင်းကဏီမြို့ချင်းတွင်းမြစ်အနောက်ဘက်တနေရာသို့မိထီလာလေးတပ်မှတက်လာသောဂျက်ဖိုက်တာလေယာဉ်ကဘုံကျဲပစ်ခတ်သွားရာပြည်သူ၂ဦးသေဆုံးခဲ့ရပါသည်။ ဧပြီလ17ရက်မနက်7:00နာရီမိနစ်50ခန့်တွင်ပဲခူးတိုင်းရေတောင်ရှည်မြို့နယ်စစ်တောင်းမြေအရှိတ်ဘက်ကမ်းရှိဗရောက်ကုန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ K8 Jet Fighter လေယာဉ်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတို့အသေဆုံးခဲ့ရပါသည်ဧပြီလ17ရက်မွန်းလွဲ3နာရီမိနစ်30ခန့်တွင်ကောလင်းမြို့နယ်ရှော်ပြူကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီး2ဦးသေဆုံးခဲ့ရပါသည်။ ဧပြီလ10ရက်နေ့မန္တလေးတိုင်းမရယာမြို့နယ်ရေချောင်းပူရွာအနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်အမျိုးသမီးတအုပ်သေဆုံးခဲ့ရပါတယ်။ဧပြီလ10ရက်စကိုင်းတိုင်းကောလင်းမြို့နယ်အင်ပင်လရွာစတင်ချောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာ အသက်14နှစ်ရွယ်မိန်းကလေးငယ်တအုပ်သေဆုံးခဲ့ရပါတယ်။ဧပြီလ10ရက်မနေ့ပိုင်း 12နာရီမိနစ်30အချိန်မှာချင်းပြည်နယ်ဒီတေမျိုးနယ်ဆိုင်းစံကျေးရွာကိုတိုက်လျင်ဖြင့်ဗုံးများကျဲချခဲ့ရာကလေးလေးဦးအပါအဝင်မိသားစုဝင်6ဦးလုံးမှပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။အေဘီလ9ရက်စကိုင်းတိုင်းဝန်းသူမျိုးနယ်နန်းခမ်းရွာကိုအကြမ်းဖက်စစ်တပ်ကလျင်ဖြင့်နှစ်ကြိမ်ဗုံးကျဲတိုက်ခတ်ရာကလေးငယ်အပါအဝင် ပြည်သူ26ဦးသေဆုံးခဲ့ရပါတယ်။ ဧပြီလ9ရက်ချင်းပြည်နယ်မင်းတပ်မြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခတ်ခြင်းကြောင့်အသက်၈လနဲ့9နှစ်ရွယ်ကလေးငယ်နှုတ်အပါအဝင် ပြည်သူ၆ဦးသေဆုံးခဲ့ရပါတယ်။ဧပြီလ6ရက်နေ့ည7:28မိနစ်သကောင်ရံချင်းမုံရမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောစက်တက်လေဒီဖြင့်ချောင်းမျိုးနဲ့သုံးပံလာခြေရွာကိုမီးလောင်ပုံသည်နှလုံးဖြင့်ကျဲချတိုက်ခတ်ရာနေရင်တွင်အိပ်ပျော်နေသူပြည်သူ၃ဦးမီးလောင်သေဆုံးသွားခဲ့ရပါသည်။ ဧပြီလ6ရက်ညနေ6နာရီခန့်တွင်ဘုဒ္ဓလင်းမြို့နယ်ကုတ်ကိုစုရွာနှင့်အုတ်ချင်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေးဒီဖြင့်စစ်တပ်လေးဒီဖြင့်ဘုံနှလုံးကျဲချတိုက်ခတ်ရာပြည်သူတို့သေဆုံးခဲ့ရပါသည်ဧပြီလ၄ရက်မနက်၇နာရီခွဲချိန်ရိုက်ကော်မြို့နယ်ပီကင်းကောခူရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလက်နက်ကြီးဖြစ်ခဲ့သဖြင့်ပြည်သူ၅ဦးသေဆုံးခဲ့ရပါသည်။ဧပြီလ၂ရက်ညနေ၄နာရီ၂၂မိနစ်ခန့်မှာကရင်ပြည်နယ်ဖားပုံမြို့နယ် နန်းကခြေရွာကိုအကျန်းဖက်စစ်တပ်ကလင်းရင်ဖြင့်တစ်ချိန်ဘုံသုံးလုံးကျဲချခြင်းကြောင့်ခြေရွာနီးအသက်၃လအရွယ်နှင့်၁၂နှစ်အရွယ်ကလေးငယ်နှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရှိခဲ့ရပါတယ်။